စစ်ပွဲတွေတိုက်ပွဲတွေဘုံကျဲထားမှုတဲ့နေရာတွေမှာအသုံးပြုပြီးပြင်မယ်မပေါက်ကွဲပဲကြံနေတဲ့လက်ပစ်ပုံဒုံးကျင်နဲ့ကြည်စံဆရာတွေကိုမထိမကိုင်းနေရမပြောင်းရွှေ့ကြပါနဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာရှင်နယ်မြေမိုးညက်ခရိုင်တွေကတနေရာကိုစစ်ကောင်စီကမတ်လ31ရက်ညနေပိုင်းမှာဒေချောင်းကဘုံကျဲတိုက်ခိုက်လို့အရက်သားထိခိုက်သေးဆုံးမှုများပြခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီတပ်ကတိုက်ပွဲမရှိဘဲ လေကြောင်းကနေလာရောက်တိုက်ခိုက်တာဖြစ်ပြီးအရတား38ယောက်သေဆုံးတဲ့အပြင်28ယောက်ဒဏ်ရာရခဲ့တယ်လို့ကချင်သတင်းရှင်းပြတဲ့ဦးကပြောပါတယ်။မနေ့ကညနေပိုင်းမှာစစ်ကောင်စီဟာတိုက်လေရဲနှစ်စီးနဲ့တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။တခြားသတင်းရှင်းပြတဲ့ဦးကလည်းအယောက်30လောက်သေဆုံးထိခိုက်ဒဏ်ရာရတယ်လို့ပြောတယ်။ဒါပေမဲ့စုံစမ်းနေစဲအပြည့်အစုံတော့မသိရသေးဘူးလို့ဆိုပါတယ်။စစ်ကောင်စီဟာမတ်လ29နဲ့30ရက်နေ့တွေမှာလဲ KRA မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ဗမော်မြို့ကို နှစ်ရက်ဆက်လေးကြောင်းတိုက်ခိုက်ခဲ့ပါရယ်စစ်ကောင်စီဟာနိုင်ငံတော်ငလင်ပေးဆိုးရွားစွာကြုံနေရချိန်မှာတိုက်ပွဲဖြစ်ပွားတဲ့နေရာတွေတာမကပဲတိုက်ပွဲမဖြစ်တဲ့နေရာတွေကိုပါလေကြောင်းတိုက်ခိုက်နေတယ်လို့ KIA သတင်းပြန်ကြားရေးဌာနကအသိပေးပါရယ် KIA ဟာမနေ့ကဒနိုင်းလီဒိုလန်ကစစ်ကောင်စီတပ်စခန်းတစ်ခုကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပါရယ် KIA တပ်မဟာနှင့်တပ်ရင်း20ကပူးပေါင်းတပ်တွေဟာမနေ့ကဒနိုင်းလမ်းမှာရှိတဲ့လဝါကျေးရွာအတွင်းတပ်ဆွဲထားတဲ့ စစ်ကောင်စီနဲ့မင်းစေတန်ပြည်သူ့စစ်ပူးပေါင်းတပ်တွေကိုတိုက်ခိုက်အနိုင်ရခဲ့ကြောင်း KIA ကဒီမနက်သတင်းဖော်ပြပါရယ်ပြီးတော့အဲ့ဒီတိုက်ပွဲအတွင်းအရင်းနှိမ်သွားတဲ့စစ်ကောင်စီတပ်ဟာကားမိုင်းဘက်ကိုတက်ဆုပ်သွားတယ်လို့သိရတာပါမုံရင်းခရိုင်အတွင်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ကချင်ဒေသစစ်ရေးအခြေအနေတွေကို မေးဖို့ KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကိုဆက်သွယ်ထားဆဲဖြစ်ပြီးအဆက်အသွယ်မရသေးပါဘူးစစ်ကောင်စီဟာငလင်ဘေးကြောင့်ပြည်သူတွေတေဆုံးဝမ်းနေတဲ့အတွက် နိုင်ငံတော်အဆင့်ဝန်ထဲချင်းအထိမ်းအမှတ်ကိုဧပြီလ6ရက်နေ့ထိတတ်မှတ်ကြေညာထားပေမဲ့အရက်သားပြည်သူတွေကိုတိုက်ဆောင်ထိခိုက်မှုတွေဖြစ်စေတဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုတော့ဆက်လက်ကျူးလွန်နေပါတယ်ရှင်။စစ်ပွဲတွေတိုက်ပွဲတွေဘုံကျဲထားမှုတွေနေရာတွေမှာအသုံးပြုပြီးပြင်မယ်။မပေါက်ကွဲပဲကြံနေတဲ့လက်ပစ်ပုံဒုံးကျည်နဲ့ကြီးစံဆရာတွေကိုမတိမကိုင်းနေရမပြောင်းရွှေ့ကြပါနဲ့